မစ်ယူနီဗာစ်အလှမယ်ပြိုင်ပွဲရဲ့ပိုးရဲပိုင်ရှင်ကိုအမေရိကန်ဒေါ်လာ9သိန်း3000လိမ့်လည်ခဲ့မှုနဲ့ထိုင်းတရားရုံးကဖန်ဝရန်ထုတ်လိုက်ပြီးဖြစ်တယ်လို့တရားရုံးအရာရှိတဦးကနိုဝင်ဘာ26ရက်မှာ AFP ကိုပြောပါရယ်။အန်ဂျာကာဖွန်ဂျာကရာဂျူတာတရဲ့ JKN Global Group လုပ်ငန်းစုဟာ Miss Universe ပြိုင်ပွဲကိုပိုးရဲပိုင်ဆိုင်သူဖြစ်ပြီး Plastic Surgery ဆရာဝန်တဦးက 2023ခုနှစ်မှာဂျာကာဖွန်က၎င်းကို JKM မှာရင်းနှီးမြှုပ်နှံမှုလိမ့်လည်စီရင်ခဲ့ပြီးဖုံးကွယ်မှုတွေရှိခဲ့တယ်လို့ဆူဆွဲချက်ထွက်လာပြီးတဲ့နောက်ဘန်ကောက်တရားရုံးကဂျာကာဖွန်ကိုနိုဝင်ဘာ25ရက်မှာဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။ဘန်ငွေတန်း30အမေရိကန်ဒေါ်လာ9သိန်း3000နဲ့ပတ်သက်တဲ့အခုအမှုအတွက် စီရင်ချက်ကိုနိုဝင်ဘာ25ရက်မှာချမှတ်ဖို့အစီအစဉ်ထားပေမဲ့ဂျာကာဖွန်ကတရားရုံးတော်ကိုရောက်မလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ထွက်ပြေးတိမ်းရှောင်နေလို့သတ်မှတ်ပြီးဖမ်းဝရမ်းထုတ်လိုက်တာဖြစ်တယ်လို့ရုံးတော်ဖော်ပြချက်မှာဆိုထားပါတယ်။ပြည်ရင်းမီဒီယာတချို့ကတော့ဂျာကာဖွန်ဟာမက္ဆီကိုကိုထွက်သွားပြီလို့ဖော်ပြနေကြပါတယ်။